မိတ်ဆွေတို့ရေတခါတလေမှာစကလုံးတွေဟာလုံလောက်မှုမရှိဘူးလို့ခံစားရဘူးလားစိတ်ထဲမှာခံစားနေရတာတွေကိုဘလို့မှထုတ်ဖို့ပြောပြလို့မရတဲ့အခါမျိုးမှာဘာလုပ်ကြမလဲဒီလိုအခြေအနေမျိုးမှာဘာသာစကားတစ်ခုကကျွန်တော်တို့ကိုကူညီနိုင်မလားဒီနေ့မှာတော့ဟန်ကန်ရေးသားထားတဲ့အဂရိသင်ခန်းစာများဆိုတဲ့စာအုပ်အကြောင်းကိုပြောပြပေးသွားမှာပါဒီစာအုပ်ထဲမှာစကလုံးတွေနဲ့တိတ်ဆိတ်ခြင်းတွေကြားကနက်နဲတဲ့ဆက်ဆံရေးကိုတွေ့မြင်ရမှာပါ။ မိတ်ဆွေတို့ရေဒီစာအုပ်ကိုရေးသားတဲ့ဟန်ကန်ဟာကမ္ဘာကျော်စာရေးဆရာတဦးဖြစ်ပြီးသူမရဲ့ထူးခြားတဲ့စာရေးဟန်တွေကြောင့်လူသိများပါတယ်။သူမရဲ့စာအုပ်တွေဟာလူသားတွေရဲ့စိတ်ခံစားမှုအနက်ဆိုင်ဆုံးအပိုင်းတွေကိုထိတွေ့ကြံတွေ့လေးရှိပါတယ်။ဂရိသင်ငန်းစာများစာအုပ်ထဲမှာလည်းသူမရဲ့စာရေးစွမ်းရည်ကိုထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။ဂရိသင်ငန်းစာများဟာစကားမပြောနိုင်တဲ့အမျိုးသမီးတစ်ယောက်နဲ့မျက်စိကွယ်လူဆဲဆဲဂရိစာပူချသူတစ်ယောက်တို့ရဲ့ဇာတ်လမ်းပါ။ အမျိုးသမီးဟာစိတ်ထိခိုက်စရာအဖြစ်အပျက်တွေကြောင့်စကားပြောနိုင်စွမ်းကိုဆုံးရှုံးခဲ့ပါတယ်။သူကသူ့အတန်ကို ပြန်ရှာဖို့ဂရိစာတင်တန်းကိုတက်ပါတယ်။အမျိုးသမီးဟာသူ့ရဲ့အတန်ကိုဆုံးရှုံးခဲ့ရတဲ့အကြောင်းရင်းတွေထဲမှာမိခင်ရဲ့တည်ဆုံမှု၊ကွာရှင်းပြည့်စုံမှုနဲ့သူ့သားပေါ်မှာရှိတဲ့မိခင်အခွင့်အရေးတွေတရားရင်ဆိုင်ခဲ့ရတာတွေပါဝင်ပါတယ်။သူဟာတစ်ချိန်ကကြပြားဆရာနဲ့ဟောပြောသူတဦးဖြစ်ခဲ့ပေမဲ့အခုတော့ဘာစကားမှမပြောနိုင်တော့ပါဘူး။ သူ့ရဲ့စိတ်ထဲမှာစကလုံးတွေပျောက်ဆုံးနေပြီးအဲ့ဒီအစာတိတ်ဆိတ်ခြင်းကနေရာယူထားပါတယ်။သူမရဲ့ဆရာဝန်ကသူမကိုနားမလဲပါဘူး။ဆရာဝန်ကသူမရဲ့တိတ်ဆိတ်ခြင်းကိုဝန်းနေခြင်းနဲ့စိတ်ဖိစီးမှုတွေကြောင်းလို့ထင်ပါတယ်။ဒါပေမဲ့သူမကအဲ့ဒါထပ်ပိုးနေနေတယ်ဆိုတာကိုသိပါတယ်။သူမရဲ့တိတ်ဆိတ်ခြင်းဟာခိုးလုံရာတစ်ခုဖြစ်ပြီးဘာစကားမှမပြောဘဲနေနိုင်တဲ့နေရာတစ်ခုပါ။ ဂရိဘာသာစကားအတစ်ကမျှော်လင့်ချက်ကိုပေးပါတယ်။အမျိုးသမီးဟာဂရိစာသင်တန်းကိုတက်ပြီးမရင်းနှီးတဲ့ဘာသာစကားကနေတဆင့်သူ့အတန်ကိုပြန်ရှာဖွေဖို့မျှော်လင့်ပါတယ်။မျက်စိကြွယ်တော်မဲ့ဂရိစာပို့ချသူကတိတ်တဆိတ်ကူညီပေးပါတယ်။ဂရိစာပို့ချသူဟာသူ့ရဲ့မျက်စိအမြင်အာရုံဆုံးရှုံးတော့မဲ့အရေးနဲ့ရုန်းကန်နေရတယ်လို့အမျိုးသမီးကလည်းတိတ်ဆိတ်ခြင်းနဲ့ရုန်းကန်နေရတာကို သူကိုချင်းစာပါတယ်။ ဂရိဘာသာမှာပါတဲ့အလယ်လက်တန်ဆိုတဲ့အရာကသူမကိုအယမ်းစိတ်ဝင်စားစေပါတယ်။အဲ့ဒီအရာက သူ့ရဲ့ခံစားချက်တွေကို တိုက်ရိုက်မပြောဘဲထုတ်ဖော်ပြသနိုင်တဲ့နည်းလမ်းတစ်ခုပါ။သူမဟာဘာသာစကားကိုသင်ယူရင်းဘာသာစကားဟာအသက်ရှိတဲ့အရာတစ်ခုဖြစ်ပြီးကုသပေးနိုင်တယ်လို့နားကျင်စေနိုင်တယ်ဆိုတာကိုသိလာပါတယ်။သူမရဲ့ခရီးကဂရိဘာသာစကားကိုသင်ယူရုံသာမကအတွင်းစိတ်ကပါကိုဆက်သွယ်ပြောဆိုနိုင်တဲ့နည်းလမ်းတစ်ခုကိုရှာဖွေခြင်းလည်းဖြစ်ပါတယ်။ ဂရိစာပို့ချသူကဂျာမနီမှာရှိတဲ့နားမကျတဲ့အမျိုးသမီးတစ်ယောက်နဲ့သူ့ရဲ့အတိတ်ကအချစ်ဇလံကိုပြန်ပြောပြပါတယ်။သူတို့နှစ်ဦးကြားမှာနားလည်မှုလွဲမှားတာတွေနဲ့မပြောဖြစ်ခဲ့တဲ့ဆန္ဒတွေအများကြီးရှိခဲ့ပါတယ်။သူတို့နှစ်ဦးဟာမြစ်ပေးမှာတိတ်တဆိတ်လမ်းလျှောက်ခဲ့ကြပြီးသူ့ချစ်သူရဲ့အတန်ကိုသူကြားချင်ခဲ့ပါတယ်။သူ့ရဲ့မျက်စိကြွယ်တော့မဲ့အရေးကအရေးတစ်ခုလို့သူ့ကို၆လက်နေပြီးသူတို့နှစ်ဦးကိုဝေးကွာသွားစေမယ်လို့သူကြောက်ရွံ့ခဲ့ပါတယ်။ သူတို့ရဲ့အချစ်ဟာပြင်းထန်ပေမဲ့နောက်ဆုံးမှာသူ့ကိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါနာကျင်စေခဲ့ပါတယ်။ဒီအတိတ်ကသူ့ရဲ့ပြစ်ဆုံးပံကို ပုံဖော်ပေးပြီးစကားမပြောတဲ့အမျိုးသမီးကိုဆက်ဆံတဲ့ပုံစံကိုပြောင်းလဲစေခဲ့ပါတယ်။ပို့ချသူဟာဂျာမနီမှာရှိတဲ့အဆိုတော်သူ့ရဲ့အမစီကစာတဆောင်ကိုလက်ခံရရှိပါတယ်။သူ့အမရဲ့အတန်ကသူတို့ရဲ့ငယ်ဘဝနဲ့ဖခင်ရဲ့ဂရုမစိုက်မှုတွေကိုပြန်တည်ရစေပါတယ်။ ဂျာမနီမှာကြီးပြင်းထုံးကကြုံတွေ့ခဲ့ရတဲ့ယဉ်ကျေးမှုကွဲပြားမှုတွေလူမျိုးရေးခွဲခြားမှုတွေနဲ့ရှေးဟောင်းစာပေတွေကနေသူရရှိခဲ့တဲ့နှစ်သိမ့်မှုတွေကိုပြန်တွေးမိပါတယ်။သူ့အမရဲ့အတန်ကသူထားခဲ့တဲ့ဘဝကိုပြန်တည်ရစေပြီးဝေးကွာနေတယ်လို့ခံစားရတဲ့ကဘာတစ်ခုနဲ့ဆက်သွယ်ပေးပါတယ်။သူနားထောင်နေရင်ဒုက္ခနဲ့တင်ယူခြင်းရဲ့သဘောတဘာဝနာကျင်မှုနဲ့အသိပညာရဲ့ဆက်နွယ်နေတဲ့လမ်းကြောင်းတွေကိုတွေးတောနေပါတယ်။ စကားမပြောတဲ့အမျိုးသမီးနဲ့ပို့ချသူတို့ဟာစာတင်ခန်းထဲမှာနားလည်မှုရသွားကြပါတယ်။သူက"သူမရဲ့တိတ်ဆိတ်ခြင်းဟာပျောက်ဆုံးနေတာမဟုတ်ပဲအတိတ်ပဲတွေနဲ့ပြည့်နေတယ်"လို့ခံစားရပါတယ်။သူတို့ဟာစကားလုံးမပပဲဆက်သွယ်ကြပြီးသူတို့ရဲ့အတွေ့အကြုံတွေကဘာသာစကားကိုကြော်လွန်တဲ့ဆက်ဆံရေးတစ်ခုကိုဖန်တီးပေးပါတယ်။ပို့ချသူက"သူမရဲ့တိတ်ဆိတ်ခြင်းကိုလေးစားပြီးအဲ့ဒါကိုလက်ဟာနေတဲ့နေရာတစ်ခုလို့မမြင်ပဲထုတ်ဖော်ပြောဆိုတဲ့ပုံစံတစ်ခုလို့မြင်ပါတယ်။ သူတို့ရဲ့ဆက်ဆံရေးမှာငြိမ်သက်တဲ့စာနာမှုတွေနဲ့ပြည့်နှက်နေပြီးတယောက်ရဲ့ရုန်းကန်မှုကိုတယောက်ကအတိမတ်ပြုကြပါတယ်။ဒီတိတ်ဆိတ်ခြင်းထဲမှာ သူတို့ဟာနက်နဲပြီး ကုစားပေးနိုင်တဲ့ဆက်သွယ်ပြောဆိုတဲ့ပုံစံတစ်ခုကိုတွေ့ရှိကြပါတယ်။ပို့ချသူရဲ့အမြင်အာရုံကဆက်လက်ပြီးဆိုးရွားလာနေပြီးသူဟာအလင်းနဲ့အရေးတွေကြားထဲကနေကဘာကိုမြင်နေရပါတယ်။သူရဲ့မျက်စိကြွယ်ခြင်းဟာရုပ်ပိုင်းဆိုင်ရာခရီးတစ်ခုဖြစ်တယ်လို့ အမျိုးသမီးရဲ့တိတ်ဆိတ်ခြင်းကို ပုံဖော်တဲ့မောက်မိုက်ခြင်းတွေကိုဆင့်သက်ခြင်းလည်းဖြစ်ပါတယ်။သူကအမြင်အာရုံရဲ့သဘောတဘာဝကျွန်တော်တို့မြင်တဲ့ပုံစံတွေနဲ့မြင်ခံရတဲ့ပုံစံတွေကိုပြန်သုံးသပ်ပါတယ်။အမျိုးသမီးနဲ့သူ့ရဲ့ဆက်ဆံရေးကမောက်မိုက်နေတဲ့ကဘာထဲမှာအလင်းရောင်တစ်ခုဖြစ်ပြီးမျောလင်းချက်နဲ့နားလည်မှုကိုပေးပါတယ်။သူတို့နှစ်ဦးအတူတကွဘာသာစကားနဲ့တိတ်ဆိတ်ခြင်းရဲ့နယ်နိမိတ်တွေကိုစူးစမ်းလေ့လာကြပြီးစကားလုံးတွေကြားတဲ့ကအတိတ်တွေကိုရှာဖွေကြပါတယ် အမျိုးသမီးရဲ့တိတ်ဆိတ်ခြင်းကရွေးချယ်မှုတစ်ခုဖြစ်ပြီးသူ့ရဲ့ကိုယ်ပိုင်လက္ခဏာနဲ့လုံပိုင်ခွင့်ကိုပြန်လည်ရယူဖို့နည်းလမ်းတစ်ခုပါ။သူမကမှတ်စုစာအုပ်ထဲမှာဂရိစကလုံးတွေကိုရေးပြီးဆုံးရှုံးသွားတဲ့အတန်ကိုပြန်ဆက်သွယ်ပါတယ်။သူမရဲ့တိတ်ဆိတ်ခြင်းကလစ်ဟာနေတဲ့နေရာတစ်ခုမဟုတ်ပဲဖြစ်နိုင်ခြေရှိတဲ့နေရာတစ်ခုပါ။ကိုချသူရဲ့ရှိနေခြင်းကသူမကိုလုံခြုံတယ်လို့ခံစားစေပြီးသူမရဲ့ရုန်းကန်မှုကိုအကဲဖြတ်ခြင်းမရှိဘဲအတိမတ်ပြုပါတယ်။ သူတို့ရဲ့တိတ်ဆိတ်ခြင်းနဲ့မှသူတို့ဟာစကားပြောခြင်းရဲ့အကန့်အသတ်တွေကိုကြော်လွန်တဲ့ဘာသာစကားအသစ်တစ်ခုကိုတွေ့ရှိကြပါတယ်။သူတို့ရဲ့ဆက်ဆံရေးကတိတ်ဆိတ်ခြင်းရဲ့စွမ်းအားကိုတက်တည်ပြပြီးစကားလုံးတွေကဆက်သွယ်ပြောဆိုဖို့တခုလေသောနည်းလမ်းမဟုတ်ဘူးဆိုတာကိုသတိပေးပါတယ်။မိတ်ဆွေတိစာအုပ်ထဲမှာစိတ်ဆိတ်နေခြင်းနဲ့စကားလုံးတွေရဲ့အတိတ်ပဲကို လေ့လာတွေ့ရှိခဲ့တာမှတ်မိကြမှာပါ။ မိမိကိုယ်ကိုပြန်လဲရှာဖွေဖို့နဲ့နာကျင်မှုတွေကိုကျော်လွှားဖို့စကလုံးတွေနဲ့တိတ်ဆိတ်ခြင်းကိုဘလို့အသုံးချရမလဲဆိုတာကိုတွေးတောဆင်ခြင်စေခြင်းပါတယ်။ဒီစာအုပ်ကပေးတဲ့သင်ခန်းစာတွေကိုလက်တွေ့ဘဝမှာအသုံးချပြီးမိမိရဲ့အတွင်းစိတ်နဲ့ချိတ်ဆက်ကအတိတ်ပဲရှိတဲ့ဘဝကိုတိဆောက်ကြပါစို့။အခုပဲဂရိသင်ခန်းစာများစာအုပ်ကိုရှာဖွေဖတ်ရှုပြီးစိတ်ငြိမ်ခြင်းရဲ့တန်ဖိုးနဲ့စာပေရဲ့စွမ်းအားကိုခံစားကြည့်လိုက်ပါ။